ကျွန်တော်အခုမိတ်ဆွေတို့ကို Android second လေးတစ်လုံးနဲ့မိတ်ဆက်ပေးမယ်တန်တန်လေးပြန်နော်ဒီကောင်လေးလည်းတော်တော်လေးမိုက်တယ် Oppo လေးပြန်နော် Oppo A5 Pro Oppo A5 Pro အဲကောင်လေးနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်ဒီကောင်လေးပြန်နော်အလုံးအစ်တိုင်းတန်ပါဗျာနော်ဘာ error မှမရှိတယ်အလုံးအစ်တကြီးကင်နာတာမှဒီကောင်ဝါလောပဲရှိမှာဗျာခံမင်းကြီးတစ်လကျော်နှစ်လနီးနီးတော့ပဲရှိသေးတယ်ဗျာနော်ဒီကောင် Oppo A5 Pro RAM 8GB memory 256GB နဲ့ဗျာနော် RAM 8GB memory 256GB နဲ့ဘာ error မှမရှိအလုံးအစ်တကြီးဗျာနော်အစ်တိုင်းပဲဘူးပြီးတော့ဒီကောင်လေးကတော့ ၈လပိုင်း၁၀ရက်နေ့မှာဝယ်ထားတာဗျာနော်။ဘောက်ချာတွေပါဘောက်ချာတော့ sorry Randy Sao တွေမှာ၈လပိုင်း၁၀ရက်၂၀25ဆိုတော့ကျွန်တော်2026 10လပိုင်းမှာအာမခံကုန်ပါဗျာနော်ဒီကော Oppo A5 A5 Pro ဗျာနော်။အလုံးအသစ်ကြီးဗျာဘာ error မှလည်းမရှိဘူး။နော်သူကငွေလိုလို့ဆိုပြီးတော့လာပြန်ရောင်းသွားလို့ဗျာနော်။ဒီကောင်လေးတန်တန်လေးရောင်းမယ်ဗျာဒီကောင်အသေးစီက6သိန်းကျော်တယ်ဗျာနော်6သိန်းခွဲဝင်ကျင်အောင်ရှိတယ်ဒီကောင်လေးကျွန်တော်ရောင်းမိမယ်စီလား6 3 5တောင်းဗျာနော် Oppo A5 Pro ဥပ္ပစီအဆုံးပါမှာနော်သူ original ကျိုးတွေကောင်းတယ်ဆိုတာဒီမှာလုံးဝ အကုန်လုံးအဆုံပါမှာအဆုံစီဘူးဆုံပါ냐ဘာမှကာဗာရီအစားအကုန်ပါဗျာနော် Oppo A5 Pro RAM 825GB နဲ့ဗျာနော်ဆိုဒီကောင်လေးကိုကျွန်တော်ရောင်းပြီးမှ6500ခန့်ဗျာဆိုစီမှာ Home Pay လဲထည့်ရေးကြဆိုပြီးလွှဲရတာခင်ဗျာကျွန်တော်ဒီဘက်ပြီးမှာကျွန်တော်ဖုန်းနံပါတ်လေးတင်ပေးနေမှာကျွန်တော်ဖုန်းဆက်ပြီးတော့မင်းများစုံစမ်းနေခင်ဗျာအားလုံးကျေးဇူးထူတင်ပါတယ်ဗျာ